သေးယောဂအပြင်နောက်ထပ်ယောဂတစ်ခုဖြစ်လာတာကြောင့်ဆိုင်းဟုံအမြန်တင်လိုက်ရတဲ့ထထမို့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။မြန်မာဆယ်လီအင်ဆိုင်တာ page ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ။ထထမို့ကဂျမရေးမကောင်းတာကြောင့်အနုပညာအလုပ်တွေကိုရနာထားခဲ့တာအားလုံးလည်းအသိပါပဲ။တို့မရဲ့ဂျမရေးကအနောက်ပိုင်းမှာပိုဆိုးလာခဲ့တာပါ။ထထမို့တို့ကအထွင်းကလီစာတွေချုံရင်းလာခဲ့တာဖြစ်ပြီးတော့အသေးယောဂါကိုထထမို့ခံစားနေရတာအချိန်အတော်ကြာပြီဖြစ်ပါရစေ။ အသေးရောင်ယောဂါကိုနှိရှိလာများစွာကုသနေရတာဖြစ်ပါတယ်။အသေးယောဂါကိုတစ်လတစ်ခါဘန်ကောက်ကဆရာဝန်တွေစီသွားပြနေရတာဖြစ်ပါတယ်။ ဒါအပြင်အစားအသောက်ဆိုလဲစားချင်တိုင်းမစားရပဲရှောင်ထားရတာဖြစ်ပါတယ်။ဘေးကနေရမှာတော့တစ်ချက်မို့ဦးကမြန်မာနိုင်ငံအထူးကုဆေးရုံကြီးမှာအရေးပေါ်ဆေးရုံတင်လိုက်ရပါတယ်။ဒီတစ်ခေါက်ဆေးရုံတက်ရတာကအသေးယောဂါကြောင့်မဟုတ်တော့ပါဘူး။အသေးယောဂါကလည်းဖြစ်နေသလိုနောက်ထပ်ယောဂါတစ်မျိုးဒိုးလာတာကြောင့်ဖြစ်ပါတယ်။တစ်ချက်မို့ဦးကလက်ရှိမှာကြောက်ကက်ယောဂါဖြစ်နေတာပါ။ကြောက်ကက်မကောင်းတာကြောင့်စိတ်ကူးသားမှုခံယူနေရတာပါ။ကြောက်ကက်ကရောင်နေရဖြစ်သလိုကြောက်လဲတင်နေတာကြောင့်ပါ။ကြောက်တင်နေ ရဲ့အထက်ထက်တမူကမခံနိုင်လောက်အောင်ကိုအောင်းတဲ့တံကိုခန်းစားနေရတာဖြစ်ပါတယ်။ဒါကြောင့်မို့သူမအထွတ်တော့အရန်ကိုစိုးဝါးတဲ့တံကိုခန်းစားနေရတာဖြစ်ပါတယ်။ဇေယုံတက်နေရတာတောင်ကြောင်ရှိလို့ဘိုင်းနဲ့ခါရီကအဆက်မပြတ်နာနေတုံးပါပဲ။သူမခုလိုယောဂဝေဒနာတွေခန်းစားနေရတယ်ဆိုတာကိုအများသူကသိစေဖို့အထွတ်ကိုအတိပေးလာခဲ့ရလဲဖြစ်ပါတယ်။တက်တမို့ကပြီးခဲ့တဲ့ငလင်ပေတုံးကလည်းလက်ကျိုးထားတာဖြစ်ပါတယ်။ ။နယ်လင်လုံးတဲ့အချိန်မှာမန္တလေးစိတ်အယောင်ဆိုင်တစ်ခုအတွက် live flint ပေးနေကြတာဖြစ်ပါတယ်။ live flint နေတာကအထက်မြင့်ဖြစ်တဲ့အတွက်နယ်လင်လုံးတဲ့အချိန်မှာပြေးဆင်းရပါတယ်။ပြေးဆင်းကြရင်လည်း လေကားရဲ့ဘေးလက်ကင်နဲ့တိုက်မိပြီးတော့လဲကျသွားခဲ့တာပါအရှိန်နဲ့ဖြစ်တာကြောင့်လက်ကျိုးသွားခဲ့တာပါဒါကြောင့်မို့တစ်ချက်မို့ဦးကလက်ကျိုးတဲ့တန်နဲ့အနားယူနေရတာပါအားနေတဲ့သူဖြစ်တာမို့လက်ကျိုးတာကလည်းတော်တော်နဲ့မသက်တာပဲခံစားနေရတာဖြစ်ပါတယ်လက်ကျိုးတာသက်သာသွားတာနဲ့တခါလေဆိုသလိုအခုလိုနာမကျန်းဖြစ်လာခဲ့ရတာပြန်ပါပါတစ်ချက်မို့ဦးကတော့တစ်ခုပြီးတစ်ခုဖြစ်လို့စိတ်တက်ကြနေပါပြီကျမ်းမာရေးမကောင်းတဲ့အချိန်ဆိုလူတိုင်းကစိတ်ညစ်ကြရပါတယ်နေကောင်းကျမ်းမာမှသာလှုပ်ချင်တာလှုပ်နိုင်မှာမို့တစ်ချက်မို့ဦး ကလည်းအမြန်ဆုံးကျမ်းမာကြနေမှာပါထထမိုးကအခုလိုကျမ်းမာရေးမကောင်းတော့တာကြောင့်ရုပ်ရှင်ဇာတ်ကားကြီးတွေလည်းတိမ်မရိုက်ဖြစ်တော့ဘူးဖြစ်ပါတယ်ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ပြီးဆိုနယ်ဘက်တီကိုသွားရသလိုပင်ပန်းဆင်းရဲပါတယ် ကျမရေးမကောင်းတဲ့သူမို့အခုလိုပင်ပန်းဆင်းရဲတာတွေလည်းမခံနိုင်တော့ပါဘူး။ဒါကြောင့်မို့လဲရုပ်ရှင်ဇာတ်ကားတွေမရိုက်တော့ဘဲအနုပညာအလုပ်ကိုရန်နာထားတာပါ။ live planner ကတိတ်ပြီးတော့မပင်ပန်းတာကြောင့် live ဆေးမင်းသမီးနေနဲ့သာဖြတ်တန်းနေတာဖြစ်ပါတယ်။တတမို့ဦးကမင်းသမီးဖြစ်ပြီးတော့သူ့ရဲ့သမီးလေးဖြစ်သူဆစ်လုံးဝတီထက်နဲ့လည်းအထူးထူးမနေတဲ့အတွက်ကိုထောက်ပံ့ပေးစီရမလို့ပါဘူး။သူမကိုရိုင်းရှာသမ ्या ကသူမအထွက်သာဖြစ်ပါတယ်။ဒါကြောင့်မို့လဲတတမို့ဦးကထောက်ပံ့သူမရှိတဲ့ဘဝမှာဆေးကူဖို့အတွက်ကိုဆေး းစရိတ်သာရှာနေရတာဖြစ်ပါတယ်။အသက်ကြီးလာတဲ့အချိန်ကြရရင်တော့ဆလုံဝတီထက်နဲ့အထူးထူးနေမယ်လို့ရှိရထားတဲ့အတွက်ကျန်းမာအောင်စူးစမ်းနေတာပါ။ကြောက်ကဲရောင်ကြောက်တယ်ဖြစ်လာတာကြောင့်ဆေးရုံအမြန်တင်လိုက်ရတဲ့ထက်ထက်မဟုတ်ဘောပရိသတ်ကြီးရဲ့အမြင်လည်းပြပြပေးခဲ့ပါအောင်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။